ောင်မြင်မှုစီသွန်းပို့နေတဲ့နောက်ွယ်ကလက်တစုံဆိုတဲ့အကြောင်းကိုဇက်လန်လေးတစ်ပုဒ်နဲ့ပြောပြပြီးတော့ပါမယ်။လူငယ်ကကျွန်တော်အမေကအိုးလျှော်ပြီးလှုပ်လှုပ်ခဲ့ရတာပါတဲ့။လူငယ်ကသူ့ရဲ့ချုံးွေဖြူစင်နေတဲ့လက်ဖွားနှစ်ဖက်ကိုပြလိုက်တယ်။အင်တီနက်အိမ်ပြန်သွားရင်မင်းမေရဲ့လက်တူကိုတေချာလေးစီကြောပေးပါ။ပြီးရင်နှစ်ဖက်မှပြန်လာပြီးကျမကိုလာတွေ့ပါတဲ့။လူငယ်အမေကလည်းသူများနဲ့မတူတဲ့သားရဲ့တောင်းဆိုမှုကိုတူဝေသွားပေမဲ့ဝန်တာပြီးသူ့လက်တွေကိုကလေးရဲ့ရှေ့မှာဆက်ထုတ်လိုက်ပါတဲ့။ ဖြည်းဖြည်းချင်းလက်စကြောပြနေတဲ့လူငယ်ရဲ့မျက်နှာပေါ်မှာခံစားချက်တွေပြောင်းလဲသွားတယ်။လူငယ်ဟာသူ့မရဲ့လက်ကိုဖြည်းဖြည်းချင်းဆေးကြောနေပေမဲ့ရုတ်တရက်ပဲသူ့မျက်ရည်တွေကျလာတယ်။ဒါဟာသူ့ဘဝမှာပထမဆုံးချိန်သူ့မရဲ့လက်တွေကိုအာရုံစိုက်ကြည့်မိတာပါ။ခြားသူတွေဘလို့ဒုက္ခရောက်ပြီးအလုပ်ဖြစ်အောင်လုပ်ရတယ်ဆိုတာကိုနားလည်တဲ့သူငွေကြေးကိုပဲတစ်ခုတည်းတော့ပန်းနိုင်မှသားတဲ့သူမင်းကိုလောက်ခတ်လိုက်ပါပြီလို့ပြောလိုက်တယ်။နောက်ပိုင်းမှာဒီလူငယ်ဟာစွမ်းကုန်ကျူးစားခဲ့တယ်။ သူလောင်ငယ်သားတွေရဲ့လေးစားမှုကိုရရှိခဲ့တယ်။ဝန်နနိုင်ဟာဆက်ရင်းသူညီပြီးအတူတူကကြိုးစားလုပ်ကင်ကြတယ်။ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ဟာလည်းမယုံနိုင်လောက်အောင်မြင့်တက်လာခဲ့တယ်။ကဲဒီဇလန်လေးက